ြည်ရင်းမှာဆက်ယုံအလုပ်သမားတွေအပြင်ပုပ်ပလီကအလုပ်တွေမှာအောက်ခြေအလုပ်လုပ်ကင်တဲ့လုပ်သားတွေဟာကုန်စည်နှုန်းကြီးမြင့်တာကြောင့်လောက်ခလာစားနဲ့မလောက်မငါရက်တည်နေရပါတယ်။ဇွဲသစ်သတင်းပေးပို့ထားတာပါရှင်။ပြည်ရင်းကအလုပ်ယုံအများစုဟာအလုပ်သမားတွေကိုပေးတဲ့အခြေခံလောက်အားကနည်းပါတာ။အချိန်ပိုလုံးမှလုံလောက်စင်မဲ့လောကပေးတာမျိုးကြောင့်အခြေခံလောက်သမားတွေဟာလာစင်မလောက်မငါရက်တည်နေရတယ်လို့ပြောပါရတယ်။ ဆက်ရောင်အလုံးယုံတွေကတနင်္လာကနေတောက်ကြနေသည့်အချိန်ဘုတ်ကိုခွင့်ပြုမိတ်သက်ပို့ခိုင်းတာပေးရက်တွေမှာအချိန်ဘုတ်ညအထိဆင်းခိုင်းတာနေရောညပါနားချိန်အနေနဲ့သာရပြီးလောကကနည်းနည်းနဲ့အလုံးသမားတွေကိုခန်းပုံဖြတ်တာတွေရှိတယ်လို့အလုံးသမားရဲ့ကိုကြီးပေးသူတွေကပြောပါတယ်ဆက်ရောင်အလုံးယုံမှာလုတ်တဲ့အလုံးသမားတွေရဲ့လုံချုံရေးတွေကလည်းတကယ်တမ်းဆိုရင်တော့အမှတ်ခံချက်မရှိဘူးเนาะအဲ့တော့ကို့အလုံးသမားတွေကလည်းဒီဆက်ရောင်အလုံးယုံတွေမှာရှိတယ်ဆိုရင်ကျွန်တော်တို့ကတည်င်းအချက်လက်ကိုဟလာအမြဲတမ်းနားဆွနေရမှာပေါ့လေ ဲ့တော့လောက်ခလာစာကအစဒီကျွန်တော်တို့ရဲ့ဟိုမြန်မာနိုင်ငံမှာရှိတဲ့ဈေးနှုန်းတွေကအစရမ်းမြင့်တက်လာတာအဲဆိုစီးပွားရေးပတ်စုံမှုတွေကနိုင်ငံတကာကဟိုပတ်စုံမှုတွေအများကြီးဖြစ်လာတဲ့အမေရိကန်ကပတ်စုံမှုတွေများလာတဲ့အခွန်တိုးကောက်မှုတွေများလာတဲ့အဲ့တော့အခွန်တိုးကောက်မှုတွေများလာတဲ့ခါကျတော့အလုပ်သမားတွေစီကရတဲ့ပတ်စံနဲ့ဒီရင်းနှီးမြှုပ်နှံမှုတွေကအလုပ်သမားတွေစီကရတဲ့ပတ်စံနဲ့တင်ပြီးတော့အလုပ်သမားစီကရမယ်ပေးရမယ်ပတ်စံကိုဖြတ်တောက်ပြီးတော့မှနိုင်ငံခြားသားအလုပ်ရှင်တွေကအဲလုပ်တဲ့ဟာမျိုးတွေရှိတာပေါ့လေအဲ့တော့ဒါတွေကိုလည်းအလုပ်သမားတွေကသိရှိပြီးတော့ ပဒင်းတွေကိုနားဆွတ်နေဖို့လိုအပ်တယ်ဒီကာလကလေပြည်တွင်းကအလုပ်သမားတွေဟာတရက်ကိုအခြေခံလောကအနည်းဆုံးငွေကျပ်တသားအတာရတဲ့အတွက်တလားကိုမြန်မာငွေကျပ်2သိန်းကနေ3သိန်းဝန်းကျင်နဲ့ရပ်တည်နေကြရတာဖြစ်ပါတယ်ကိုဗစ်ကာလနဲ့စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်လူငယ်တွေအတွက်လောက်ကန်ခွင့်လန်းပို့ရှားပါလာပြီးတလားတလားဝင်ငွေနဲ့အတုံးစိတ်လောင်းကောင်ရပ်တည်နေရတယ်လို့ရန်ကုန်မြို့ကပေါကလိကဝန်ထမ်းတယောက်ကပြောပါတယ် ။ဖက်ရှင်ကတော့ပြည်ရင်းမှာပဲအဟိုတယ်ဝန်ထမ်းလုပ်နေတာပေါ့။ပြီးတော့ကလဝင်းဝင်းဘယ်လိုစီမံခန့်ခွဲလဲဆိုလို့ရှိရင်အရတဲ့လာကနဲ့ဒီမှာဈေးရိတ်ဆိုတော့ငင်းတာပေါ့နော်။ရတဲ့လာကအောင်အဲအိမ်ပူကနည်းငယ်ရဲ့ဒီမှာအဲတော်တော်လာလာ30ရဲ့ဒီလိုနဲ့ပဲလက်ပတ်နေတာပေါ့။အဲတော့စုစုမိဖို့တော့မရောက်ဘူးပေါ့နော်။အင်းကြောင်နေနဲ့အိမ်မက်ဒီနာလက်တီကြောင်ပြောရမယ်ဆိုရင်တော့ကိုဗစ်မတိုင်ရအောင်မျှော်လင့်တာရတော့အများကြီးပေါ့ ိုဗစ်တရားဒီအနာတရားရောနဲ့ဘာမှမဘာနာကမှကိုမမြင်နိုင်မမြင်နိုင်အောင်ရှင်းနေတာပေါ့ဒီလိုပဲကျွန်တော်လိုလေးပဲရှိဆက်အဲ့လိုပဲဖြစ်သွားတာပေါ့ပြည်ပမှာအခုလိုဝင်ငွေကြတက်တဲ့အခြေအနေကြောင့်အခြေခံလုံသမားတွေဟာနိစ္စရာအင်းကြီးနိုင်ငံတွေနဲ့ပြည်ပလုပ်တွေကိုပို့ပြီးရွေးချယ်လာကြတယ်လို့ပြည်ပလုပ်ကန်အေဂျင်စီတွေကပြောပါလေ။ တစ်ဖက်မှာလည်းအာနာသိန်းစစ်ကောင်းဆောင်ကပြည်တွင်းမှာလုံသားလိုအပ်ချက်ရှိကြောင်းပြောနေတယ်လို့စစ်မှုရန်အသက်အကျုံးဝင်တဲ့အမျိုးသားတွေအပါအဝင်ပြည်ပလူ့သမားစေလွတ်တာကိုနီလန်ပေါင်းစုံနဲ့ထိန်းချုပ်ကန့်သက်ထားပါတယ်ကျွန်တော်ဇွဲသစ်ပါ Thank you.